မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာမှာဘာမီဟန်ရိုက်တင်ဖောင်မြန်မာစာလက်ရေးမူဖောင်ထည့်သွင်းအသုံးပြုတဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့စာစီစာရေးတွေလုပ်တဲ့အခါမှာမြန်မာစာလက်ရေးမူပုံစံနဲ့စလုံးဖောင်ဒီဇိုင်းလေးတွေနဲ့ကျွန်တော်တို့ရေးချင်တယ်ဆိုရင်တော့ဒီရဲ့ဘာမီဟန်ရိုက်တင်ဖောင်ဆိုတာလေးကိုကျွန်တော်တို့ဒေါင်းလုဒ်ဆွဲပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ကတော့လက်ရှိဒီရဲ့သင်ခန်းစာလေးကိုသင်ပြပေးဖို့ရအတွက် ဘာမီဟန်ရိုက်တင်ဖောင်းကိုကျွန်တော်ကတော့ဒေါင်းလုဒ်ဆွဲပြီးသားလေကျွန်တော်တို့ရှိနေပြီဖြစ်တယ်မိတ်ဆွေတို့ like ပြီးတော့ legend နဲ့အခါမှာဆိုရင်တော့ဒီရဲ့ဘာမီဟန်ရိုက်တင်ဖောင်းဆိုတာလေးကိုကျွန်တော်တို့ကအရင်ဆုံးဒေါင်းလုဒ်ဆွဲပေးရမှာဖြစ်ပါတယ်ဒီတော့ဒေါင်းလုဒ်ဆွဲတဲ့အခါမှာလည်းဒီရဲ့သင်ခန်းစာလေးကို YouTube အနေနဲ့ပြီးတော့လေ့လာနေတဲ့သူတွေကဒီသင်ခန်းစာရဲ့ decoration လေးမှာ ကျွန်တော်ဖောင်း download link လေးတင်ပေးထားပါမယ်။အကယ်၍ကိုက Facebook ကနေပြီးတော့လေ့လာနေတဲ့သူတွေကတော့ဒီသင်ခန်းစာရဲ့ comment လေးမှာကျွန်တော်ဖောင်း download link လေးချပေးထားပါမယ်။ comment နေပြီးတော့မှဝင်ပြီးတော့ download ဆွဲလို့ရပါတယ်။အကယ်၍ကျွန်တော်တို့ကဒီရဲ့ Bami handwriting ဖောင်းစာအလေးကိုကျွန်တော်တို့ download ဆွဲပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ computer မှာကျွန်တော်တို့ this pc တဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ပြီးရင်တော့ download ဆိုတဲ့တဲကိုဝင်လိုက်တဲ့အကောင့်မှာဆိုရင် ကျွန်တော်တို့ download ဆွဲထားခဲ့တဲ့ Bami handwriting font font ကကျွန်တော်တို့ဒီမှာ font file လေးကျွန်တော်တို့ရရှိလာပါလိမ့်မယ် zip file လေးနဲ့ကျွန်တော်တို့ရလာတယ်ပေါ့နော်အဲ့တော့ဒီကကျွန်တော်တို့က font လေးကိုကိုယ့်ရဲ့ computer မှာကိုယ်အသုံးပြုမဲ့ software တွေထဲမှာကျွန်တော်တို့အသုံးပြုလို့ရအောင် font ကိုကျွန်တော်တို့ကအရင်ဆုံး install ပြုလုပ်ပေးရမှာဖြစ်ပါတယ် install လုပ်ဖို့ရအတွက်ဒီကကျွန်တော်တို့ font zip file လေးကိုအရင်ဆုံးဖြည့်ချပေးရမှာဖြစ်ပါတယ်ဒါကြောင့်သူ့ပုံမှာကျွန်တော်တို့ right click လေးနှိပ်လိုက်ပါမယ် right click နဲ့ပြီးတော့ကျွန်တော်တို့ဒီမှာ extra here ဆိုတာလေးနဲ့ကျွန်တော်တို့ကဖြည့်ချပေးရမှာဖြစ်ပါတယ်ဒီ app phone file လေးပေါ်မှာ right click နဲ့မယ် right click နဲ့ပြီးသွားပြီဆိုရင်တော့ extra here ဆိုတာလေးနဲ့ကျွန်တော်တို့က save file လေးကိုဖြည့်ချပေးလိုက်ပါမယ် save file လေးကိုဖြည့်ချလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဒီမှာ bami handwriting ဆိုတဲ့ကျွန်တော်တို့ဒီမှာ phone file လေးကျွန်တော်တို့ရလာပါလိမ့်မယ်အခုလိုမျိုးကျွန်တော်တို့က phone file လေးရပြီဆိုရင်တော့ကျွန်တော်တို့ DF phone လေးကို install လုပ်ပေးရပါမယ် ဒါကြောင့်ကျွန်တော်တို့သူ့ပေါ်မှာ right click နိုင်မယ် right click နိုင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ install for all user ဆိုတာလေးနဲ့ကျွန်တော်တို့ file ကို install လုပ်ပေးလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်ဒီမှာတစ်ချက်လောက်နှိပ်လိုက်ပါမယ်။ install for all user အခုလိုမျိုးကျွန်တော်တို့ error ဘောင်လေးကျလာပြီဆိုရင်တော့ကျွန်တော်တို့ yes ကိုနှိပ်ပေးရပါမယ်။ဒါကကျွန်တော်တို့ဘာကြောင့် error ပြလဲဆိုရင်တော့လက်ရှိကျွန်တော်က default မှာ ွန်ပျူတာထဲမှာထည့်သွင်းပြီးသားလေးဖြစ်နေတဲ့အတွက်အခုလိုမျိုးကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒီဖောင်လေးကထည့်သွင်းပြီးသားရှိရယ်ဆိုတာလေးကိုပြပေးနေတာဖြစ်ပါတယ်။မိတ်ဆွေတို့လိုက်ပြီးတော့ legendary account မှာဆိုရင်တော့အခုလိုမျိုး yes or no ဖောင်လေးကြမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ဒီမှာ yes ဆိုတာလေးပဲနှိပ်လိုက်ပါမယ်။နေလိုက်တဲ့အကောင်မှာဆိုရင်ကျွန်တော်တို့က phone ကို install ပြုလုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ကိုကအသုံးပြုမဲ့ software တွေထဲမှာကျွန်တော်တို့အသုံးပြုလို့ရသွားပြီဖြစ်ပါတယ်ကိုက Microsoft Word နဲ့စာစီစာရေးလုပ်မှလားဒါမှမဟုတ်ကျွန်တော်တို့ Photoshop တွေနဲ့ကျွန်တော်တို့ design တွေဆွဲတဲ့အခါမှာအခုလိုမျိုး font design လေးတွေနဲ့အသုံးပြုချင်တာလားကိုကြိုက်နေတတ်တဲ့ software ထဲမှာကျွန်တော်တို့အသုံးပြုလို့ရသွားပြီဖြစ်ပါတယ်ဒီတော့ဒီဖောင်လေးကိုကျွန်တော်တို့က install လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်စာလေးတွေကျွန်တော်တို့နမူနာအနေနဲ့စမ်းပြီးတော့ရိုက်ကြည့်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်ဒီမှာ အလွယ်တကူအနေနဲ့ Microsoft Software လေးထဲမှာပဲရိုက်ပြပေးသွားပါမယ်။ကျွန်တော်တို့ Microsoft Software လေးတစ်ချက်လောက်ဖွင့်လိုက်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က Blank Document ဆိုတဲ့အထည်ကိုကလစ်တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစာစပြီးတော့ရိုက်မှဖြစ်တဲ့အတွက် ဖောင်ပြောင်းတဲ့နေရာလေးမှာအခုလောလောဆယ်ပြည်အောင်စုဖောင်ဖြစ်နေပါတယ်ကျွန်တော်တို့ကမြမစားလက်ရည်မူဖောင်နဲ့ကျွန်တော်တို့ကစာဝရိုက်ချင်တာဖြစ်တဲ့အတွက်ဖောင်ပြောင်းတဲ့နေရာလေးမှာကျွန်တော်တို့ထည့်ပေးထားတဲ့ဘာမီဟန်ရိုက်တင်ဆိုပြီးတော့မှကျွန်တော်တို့ကဒီမှာဖောင်ပြောင်းတဲ့နေရာလေးမှာရိုက်ရှာပေးလိုက်ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ကဘာမီဟန်ရိုက်တင်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရပြီဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ enter လေးခောက်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာမီဟန်ရိုက်တင်ဖောင်ပုံစံလေးကျွန်တော်တို့ဝင်နေပါတယ် ကျွန်တော်တို့စလုံးပေါင်းဆက်အကြီးသေးတွေကျွန်တော်တို့အကုန်လုံးချိန်လို့ရတယ်ဘိုးတွေအတက်လစ်တွေကျွန်တော်တို့အန်ဒါလိုင်းတွေအကုန်လုံးကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒီကကျွန်တော်တို့ဘာမီဟန်ရိုက်တင်ဖောင့်ကိုအသုံးပြုမယ်ဆိုရင်တော့စာရိုက်ပေးရမယ့်လက်ကွက်ပုံစံလေးကကျွန်တော်တို့ဝင်းဖောင့်လက်ကွက်ပုံစံနဲ့ကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ်ပြည်တော်စုဖောင့်လက်ကွက်ပုံစံနဲ့တော့ကျွန်တော်တို့ရိုက်လို့မရဘူးပေါ့နော်အဲ့တော့ဒီကဘာမီဟန်ရိုက်တင်ဖောင့်ကိုစာရိုက်တဲ့အခါမှာဝင်းဖောင့်ကိုကျွန်တော်တို့အသုံးပြုပေးရမှာဖြစ်တဲ့အတွက် လုံးစင်းနေစင့်မယ်ဆိုရင်တော့ကျွန်တော်တို့ order key တွေနဲ့ကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာနမူနာအနေနဲ့စာလေးတွေရိုက်လိုက်ပါမယ်မင်္ဂလာပါဆိုပြီးတော့မှကျွန်တော်တို့ရိုက်တဲ့အခါမှာပြည်တော်စုဖောက်မှာတော့ကျွန်တော်တို့မင်္ဂလာပါရိုက်ချင်တယ်ဆိုရင်မငါတာမင်းဆိုပြီးတော့ရိုက်တယ် 6F ကိုသုံးပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဝင်းဖောက်လက်ွက်ဖြစ်တဲ့အတွက်ဒီလိုရဲလို့မရဘူးမရေးပြီးသွားရင်ကျွန်တော်တို့ဒီမှာကငယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က ငါတက်လေးကျွန်တော်တို့ထည့်မယ်ပေါ့ဒီရဲ့ငါတက်အသေးလေးကဘယ်နေရာမှာရှိလဲဆိုရင်တော့ F မှာရှိပါတယ်ရှစ်နဲ့ F နဲ့ကိုကျွန်တော်တို့တွဲပြီးတော့နှိပ်ပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့မင်္ဂလာပါပြီးရင်တော့ကျွန်တော်ဒီမှာနေကောင်းလားနိုင်လင်းထုံးဆိုပြီးတော့မှကျွန်တော်စာလေးတွေတစ်ချက်လောက်ရေးပေးလိုက်မယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့စာရီအားလုံးကရိုက်လို့ကျွန်တော်တို့ရသွားပြီဖြစ်တယ်မှန်နေပြီဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့လုံးစင်လေးကျွန်တော်တို့ရေးကြည့်လိုက်ပါမယ်မန္တလေးဆိုပြီးတော့ကျွန်တော်တို့ရေးကြတာဖြစ်တဲ့အတွက် မနာငယ်ပြီးသွားပြီဆိုရင်တော့တာဝန်ဘူးလုံးစင်ဆင်းဖို့ရာအတွက်တာဝန်ဘူးလုံးစင်က order 3190ဖြစ်တဲ့အတွက်ကျွန်တော်တို့ order လေးကိုလက်ကဖီတာမယ်ကီးဘုတ်ကနေပြီးတော့မှ3190ဆိုပြီးတော့ရိုက်မယ်ပြီးရင်တော့ order ကိုလွှတ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့လုံးစင်လေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ကိုကဝင်းဖောင်းလက်ကွက်ပုံစံကိုကောင်းကောင်းအသုံးမပြုတတ်ဘူးဝင်းဖောင်းတွေကိုလည်းကိုကကောင်းကောင်းသိပ်ပြီးတော့မှမရိုက်တတ်သေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးထဲမှာဝင်းဖောင်းလက်ကွက် အသုံးပြုတဲ့နီလာလေးကျွန်တော်အသေးစိတ်သင်ပေးထားတာရှိပါတယ်အဲ့ဒီသင်ခန်းစာလေးကိုတော့ပြီးတော့မှလေ့လာကြည့်လို့ရပါတယ်ဒီမှာတော့ကျွန်တော်ကဒီရဲ့ဘာမီဟိုင်းရိုက်တင်ဖောင့်ထည့်သွင်းအသုံးပြုတဲ့နီလာလေးကိုမျှဝေပေးတာဖြစ်တဲ့အတွက်ဖောင့်ကိုလည်းကျွန်တော်တို့ဒေါင်းလုဒ်ဆွဲပြီးသွားပြီ install ပြုလုပ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစာလေးတွေကျွန်တော်တို့ရိုက်ကြည့်လို့ရပါတယ်အကယ်၍ကိုကိုတိုင်းစာတွေကြီးတဲ့အခါမှာဒီအစင်မပြေတဲ့နေရာလေးတွေရှိတယ်အဲကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့ နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်အပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ